မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့မြန်မာမှာလူသားချင်းစာနာမှုအဆက်အတည်းပိုပြင်းထန်လာကြောင်း IRC သတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်ငလင်ဘေးတင်မြန်မာနိုင်ငံမှာနိုင်ငံတော်ကသဘာဝဘေးအန္တရာယ်နဲ့ပဋိပက္ခတွေကြောင်းထိခိုက်ဒဏ်ရာရရှိသူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေပုံမပြင်းထန်လာနေကြောင်းအပြည်ပြည်ဆိုင်ရာကေဆေးကော်မတီ IRC ကသတိပေးလိုက်ပါတယ် ထိခိုက်ဆုံးရှုံးမှုအကြီးမားဆုံးဖြစ်တဲ့မန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်ကတချို့ဒေသတွေဟာပျက်စီးဆုံးရှုံးမှုတွေကြားမှာအကြက်အတဲတွေကြုံနေရတယ်လို့ဆိုပါတယ်။ IRC မြန်မာရဲ့ဒရိုက်တာကငလင်ကြောင် လူတန်းနဲ့ချီအိုးအိမ်တွေဆုံခွာခဲ့ရပြီးအများစုဟာအမိုးအကဒါမှမဟုတ်လူပြည့်ကျက်နေတဲ့ရှာရီတဲတွေမှာနေထိုင်နေရကြောင်းတဘာဝပြီးနောက်ပိုင်းအစားအသောက်စီကုံသွင်းလုံးတွေမြင့်တက်လာတာကြောင်းမိသားစုအများအပြားအစားအစာလျှော့ပြီးစားသုံးနေရကြောင်းတုံသက်ချမ်းရအရေးပေါ်စားနပ်ရိက္ခာနဲ့ငွေကြေးအကူအညီတွေလိုအပ်နေကြောင်းပြောပါတယ်။ ရန်ကုန်အခြေဆိုင် IRC အကြီးတန်းဝန်တန်းတအုပ်ကလည်းပြစည်းဆုံးရှုံးမှုအတိုင်းတာ ပြင်းထန်လာပြီးအကူအညီလိုအပ်မှုတွေများစွာရှိနေပါတယ်။အထူးသဖြင့်မိန်ကလေးများအိုးအိမ်ဆုံးခွာရသူတွေနဲ့ကြားမအခြေပြုအကြံဖတ်အန်ဒီမြန်မာနေအမျိုးသမီးတွေကိုအထူးစိုးရိမ်ပါတယ်လို့ပြောပါတယ်။အသက်ကယ်ဆယ်ရေးအကူအညီများပေးခြင်းအရေးကြီးဝန်ဆောင်မှုများပြန်လည်ထူထောင်ရေးနဲ့အသက်ဆုံးရှုံးမှုတွေကိုတားဆီးနိုင်ရန်အတွက်နိုင်ငံတကာငွေကြေးအထောက်ပံ့တွေပို့မိုလိုအပ်နေတာလို့ပြောပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်ကပြင်အား9.8ရှင်ငလင်းလောက်ခတ်ခဲ့ပြီးရနောက်တလအတွင်း င်လူပေါင်း3800ကျော်သေဆုံးခဲ့ပြီး IRC ကငလင်းပီးတဲ့ပြည်သူ1133ထန်းစံမိုင်းဆောင်ရှောင်မှုရှိနေတဲ့တန်ရှင်အစီအစဉ်တွေကာဝေးဝန်ဆောင်မှုနဲ့ငွေသားထောက်ပံ့မှုတွေပြီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဆက်လက်ပြီးအိန္ဒိယရောက်မြန်မာနိုင်ငံသားများတတိထားနေထိုင်ရမယ့်အချက်များထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားပဋိပက္ခဖြစ်ပွားမှုအရှိန်မြင့်တက်လာပြီးအိန္ဒိယရောက်မြန်မာနိုင်ငံသားတွေအနေနဲ့အထူးတတိထားနေထိုင်ကြမယ့်အချက်ကိုချင်းဒုက္ခသည်ကော်မတီမှ AP 29ရက်နေ့ကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံသားတွေကအိန္ဒိယနိုင်ငံတွေကနေနယူးဒေလီမီဆိုရဲမဏိပူရာနဲ့နာဂလန်ဒေသတို့မှာ2021မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဒုက္ခသည်များဖြင့်အများပြားခုလုံလျက်ရှိကြပါတယ်။အိန္ဒိယနိုင်ငံကဒုက္ခသည်ကွန်ဗင်းရှင်းကိုလက်မှတ်ထိုးထားတဲ့အတွက်မြန်မာနိုင်ငံသားများခုလုံမှုကိုလက်ခံထားပြီးအခုအချိန်မှာမြန်မာနိုင်ငံသားများအနေနဲ့အထူးတတိထားနေထိုင်ရမယ်လို့ထုတ်ပြန်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံသားများလိုက်နာမယ့်အချက်တွေကမူရင်းစေဝါများကိုရောင်းဝယ်ဖာကားခြင်းမပြုလို့ရအောင်အိန္ဒိယဥပဒေများကိုလေးစားလိုက်နာဖို့အခအားလျော်စွာထုတ် ြန်နဲ့ဒေသအာဏာပိုင်ဖွဲ့စည်းရေးအစည်းအကမ်းချက်များလိုက်နာကြရန်ဖြစ်ပါတယ်။ဒါအပြင်၎င်းတို့နေထိုင်တဲ့ တ်ဝန်းကျင်ရှိဒေသခံများနဲ့လိုင်ရောညီထွေးဆက်ဆံပေါင်းသင်ဖို့နဲ့မြန်မာအဖွဲ့အစည်းများမှထုတ်ပြန်တဲ့သတိပေးစာတွေကိုလည်းလေးစားလိုက်နိုင်ရဲ့လို့ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံထိန်းချုပ်ထားတဲ့ဂျမ္မူးနဲ့ကက်ရှမီးယားဒေသတို့မှာအီဘီလာ22ရက်နေ့ကအကြမ်းဖက်ဆက်သွေးကြောများမှခီးသွားပြည်သူများကိုတိုက်ခိုက်တပ်ဖြတ်ပြီးခီးတဲ့26တက်မနစ်တည်ဆုံသွားခြင်းအပေါ်မှာအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားပဋိပက္ခဖြစ်ပွားမှုအရှိန်မြင့်တက်လာတာဖြစ်ပါတယ်။အဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုကိုအခြေခံပြီးအိန္ဒိယနိုင်ငံကပါကစ္စတန်ကိုဗီဇာပိတ်ပင်ခြင်းရေးပေးဝေမှုကိုဖျက်တ ောက်ထားခြင်းတန်တမာဆက်ဆံရေးတွေကိုရပ်တန့်ထားခြင်းနဲ့ကုန်စည်စည်းစိမ်မှုတွေကိုရပ်တန့်ထားပါတယ်။ ိန္ဒိယနိုင်ငံကအဲ့ဒီလိုတုံ့ပြန်ထားခြင်းပေါ်ပါကစ္စတန်ဘက်ကလည်းနျူကလ িয়ার များနဲ့ပြန်လည်တိုက်ခိုက်မယ်လို့ချိန်ချောက်ထားပြီးပါကစ္စတန်နဲ့အိန္ဒိယတို့အကြားပဋိပက္ခတင်းမာနေပါတယ်။ဒါကြောင့်အိန္ဒိယရောက်မြန်မာနိုင်ငံသားများအနေနဲ့ပဋိပက္ခများမပါဝင်မိစေဖို့နဲ့အိန္ဒိယအစိုးရရဲ့မလုံမုံတိမှုကိုမခံရစေဖို့ချင်းဒုက္ခသည်ကော်မတီဖွဲ့ကအထူးတတိပေးတိုက်တွန်းထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မြစ်ကြီးနားလေယာဉ်ကွင်းအနီးလက်နက်ကြီးကြီးကြားရောက်ပတ်ကွဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြစ်ကြီးနားလေယာဉ်ကွင်းအနီးလက်နက်ကြီးကြားရောက်ပတ်ကွဲကြောင်းမြစ်ကြီးနားမြို့မှာဒေသခံတချို့က ပြောပါရယ် AB 28ရက်နေ့မနက်၈နာရီဝန်းကျင်အချိန်မြစ်ကြီးနားလင်ကွယ်ရနီမှာလက်နက်ကြီးတချို့ကြားရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းအဲ့ဒီပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိလို့သိရပြီးမြစ်တီဘွဲကပြတ်ခတ်တယ်ဆိုတာကိုမသိရကြောင်းဒေသခံပြည်သူတချို့ကပြောပါရယ်မြစ်ကြီးနားလင်ကွယ်နာကဆိုင်တချို့တော့ပိတ်ကုန်နေဘယ်ရောက်ပြစ်တာလဲတော့မသိဘူးလက်နက်ကြီးပောက်ကွဲတန်ကြားလိုက်တဲ့အထိခိုက်တော့မကြားမိသေးဘူးလက်နက်ကြီးပောက်ကွဲတာတော့ဟုတ်တယ်လို့မြစ်ကြီးနားမြို့မှဒေသခံပြည်သူတောင်ကပြောပါရယ် AB 25ရက်နေ့ည7ခွဲကျော်အချိန်ကလည်းမြစ်ကြီးနားမြို့ရှိစစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ကလက်နက်ကြီးတွေနဲ့ရှမ်းတန်းပစ်ခတ်ခဲ့ရာစစ်တပ်လောက်ခန်းနန်းစီဗီယံဝန်ထမ်းများနေထိုင်တဲ့မလီခအင်အားတွင်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုကြောင်းလူတအုပ်တည်ဆုံပြီးဝန်ထမ်းအင်အားများအဆောက်အအုံများလက်နက်ကြီးအစားထိမှန်ပြက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။ နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့မိုးပြင်းမြို့မှာတိုက်ပွဲပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်အစပ်မိုးပြင်းမြို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းပစ်ကူတုံးနေကြောင်းရှမ်းတောင်စစ်ဒေသကွယ် PDF အမှတ်၄ဘူဟာတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်။ AB 28ရဲ့မနက်ပိုင်းကစပြီးစစ်ကောင်စီကမိုးပြင်းမြို့တွင်ကိုဝင်ရောက်နိုင်ရေး မြို့အကကင်းများစီစစ်ကြောင်းထုတ်လာခြင်းလို့ဆိုပါတယ်လောလောဆယ်ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတော့မယ်မြေပြင်အချက်လက်ကိုစူးစီးလို့မရသေးဘူးလို့အထက်ပါတာဝန်ရှိသူကအေပီလ28ရက်နေ့နေ့12နိုင်ခွဲကန်တီမိုးပြင်းမြို့တိုက်ပွဲအခြေအနေကိုရှင်းပြပါတယ်မိုးပြင်းမြို့တိုက်ပွဲအခြေအနေကြောင့်မြို့နယ်ပတ်ဝန်းကျင်ဒေသတွေကိုဖျက်ဆီးသွားလာခြင်းမပြုလုပ်ကြဘူးလို့တတိပေးထားပါတယ်အရင်ရက်တွေကတော့ထိတွေ့မှုအချို့ပဲအဲ့ဒီမှာလက်နက်ကြီးနဲ့မြေပြင်ကိုပစ်နေတာကတော့3ရက်လောက်ရှိပြီး AB 29ရက်ကအရသာတောင်းထေးသွားတာရှိတယ်လို့မိုးပြင်းမြို့စည်ရေးတရင်ကြီးမြကပြောပါ ါတယ်။ကရင်နီတပ်ပေါင်းစုသိမ်းပိုက်ထားတဲ့မိုးပြင်းမြို့ကိုပြန်လည်ထိန်းချုပ်ဖို့စစ်ကောင်စီတပ်ကြိုးပမ်းနေတာက၄လကျော်ကြာရှိနေပြီဖြစ်ပါတယ်။ အခုနှစ်ဇန်နဝါရီကစပြီးစစ်ကောင်စီတပ်တွေကလွိုက်ကွန်နဲ့မိုးပြေမျိုးဆက်ထားတဲ့လမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အကြိုးပမ်းမှုတွေကို KNY ပြင်ရှိတပ်ပေါင်းစုံကခုခံကာကွယ်နေကြောင်း KNY မျိုးသားများကကွယ်တက် KNDF က AB ပထမပတ်မှာထုတ်ပြန်ထားပါတယ်။ဒါအပြင် AB 16ရက်ကမိုးပြေမျိုးကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်က၃ဦးထပ်မံနေတည်ဆုံပြီးလက်နက်နက်လက်ရရှိကြောင်း KNY မျိုးသားတပ်မတော်ကအတည်ပြုပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အပြစ်ခတ်ရစဲထားပြီးမြစ်ကောင်စီကနေကြောင်းတိုက်ခိုက်မှုအကျဉ်း80ရှိခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအီဘီလာ၂ရက်နေ့မှာအပြစ်ခတ်ရစဲကြောင်းကြေညာထားပြီးမြဒေသများပြားမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကျဉ်း80ရှိခဲ့တယ်လို့ပြည်တိုင်အခြေဆိုင်လွတ်လပ်တဲ့သတင်းချက်လက်ရှာဖွေဖို့တုံ့ပြန်ဖွဲ့ကထုတ်ပြန်ပါတယ်။မလ28ရက်ကပြင်အား9.8ရှိတဲ့ငလင်းကြောင်းနေအိမ်တွေအခြေခံအဆောင်တွေစိုးရွားစွာပြက်စီးခဲ့ပြီးလူပေါင်း2သန်းကျော်ထိခိုက်ခဲ့ကြောင်းစစ်ကောင်စီကတဘာဝဘီအန်ရဲ့ကြားရောက်ပြီးရင်နောက်မြန်မာနိုင်ငံကအရေးပေါ်အခြေအနေကြီးည ညာထားတဲ့ဒေသတွေမှာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားခဲ့ကြောင်းမှတ်တမ်းတွေရရှိခဲ့တယ်လို့ဆိုပါရယ်။မလ32ရက်ကနေ AV6 ရက်ကြာ9ရက်ကြာဝန်နေချင်းကာလမှာတစ်စကောင်စင်ကတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တယ်လို့ဆိုပါရယ်။မလ28ရက်ကနေ AV24 ရက်အတွင်းစစ်ကောင်စင်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်80ကိုမှတ်တမ်းတင်လိုက်ခဲ့ပြီး AV2 ရက်အဖြစ်ရစဲပြီးတဲ့နောက်မှာ65ကြိမ်ရှိခဲ့တယ်လို့ဆိုပါရယ်။တိုင်းပြည်နယ်12ခုမှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးမြို့နယ်52ခုထိခိုက်မှုရှိခဲ့တယ်လို့ဆိုပါရယ်။ မှတ်တမ်းနေရဖြစ်ပွားမှုအများဆုံးပြည်နယ်တွေဟာစကိုင်းတိုင်းမှာ24ခုမန္တလေးတိုင်း14ခုချင်းပြည်နယ်နဲ့ကရင်ပြည်နယ်မှာ10ခုဖြစ်တယ်လို့ဖော်ပြပါရယ်အပြစ်ခတ်ရဲစဲကြောင့်မကြီးညာပြီးမလ31ရက်နေ့အပြည်ပြည်နယ်မှာစကိုင်းတိုင်းအင်းတော်မြို့ကပုံတော်ကြီးကြောင့်တိုက်ခိုက်ခံရပြီးတရက်ထဲမှာပဲလွိုက်ကောကကြေးရွာတန်ရွာတိုက်ခိုက်ခံရကြောင်းအပြည်9ရက်နေ့မှာလည်းစကိုင်းနယ်ချင်းပြည်နယ်မှာတီးကြလေကြောင့်တိုက်ခိုက်မှု၃ကြိမ်ရှိခဲ့ကြောင်းဒီတိုက်ခိုက်မှုကြောင့်အမျိုးသမီးနဲ့ကလေးတွေအပါအဝင်လူဒါဆင်ပေါင်းများစွာတိုက်ဆုံခဲ့ကြောင်းထုတ်ပြန်ချက်မှာပါရှိပါရယ်တွေးရှိချက်တွေအရ အပြစ်ခတ်ရစင်ကြီးညာချက်ပေါ်စစ်ကောင်စင်ရဲ့ရှူသားမှုလေးနဲ့ပုံပေါ်တဏျာရီတိုးပွားစေပြီးလူမှုအတိုင်းဝိုင်းတွေအလွန်ထိခိုက်လွယ်တဲ့အချိန်မှာအရသာပြည်သူတွေရဲ့ဘဝတွေကိုလုံးဝကိမဆိုင်တောင်းမိမောင်းထိုးပြနေရလို့ဆိုပါတယ်။ဒီဒိတ်နိုင်ငံခြားရေးနဲ့ဒဏ္ဍာရဟာရဖွံ့ဖြိုးရေးဌာန FCDO ပြောခွင့်ရသူကလည်းအပြစ်ခတ်ရစင်ကာလနဲ့နိုင်ငံလုံးဆိုင်ရာ BNN ရဲ့ကြာနေတဲ့ကာလမှာစစ်ကောင်စင်ကဆက်လက်တိုက်ခိုက်နေတဲ့အထောက်အထားတွေတွေ့ရတော့အယံအံ့အောင်မိပါတယ်။အရသာတွေကိုတိုက်ခိုက်မှုအလုံးအခုချက်ချင်းရတံ့အမယ်လို့ပြောပါတယ်။အရသာတွေကိုကာကွယ်ပေးဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတားဆီးမှုရှိဝင်ရောက်နိုင်ဖို့နဲ့မြန်မာနိုင်ငံငြိမ်းချမ်းလမ်းစဉ်အတွက်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုတိုင်းနာဖို့လဲစစ်ကောင်စီကိုထပ်မံတောင်းဆိုကြောင်းလည်းပြောပါရယ်၂021ခုနှစ်စက်တန်အာနာသိမ်းပြီးနောက်ပိုင်းလက်နက်ကိုင်းတိုက်ပွဲတွေလူခွင့်ရေးချိုးဖောက်မှုတွေနဲ့ငလင်းနဲ့ဆက်နွယ်တဲ့ BNR ကြောင့်ပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတဲ့ချင်းကရနဲ့စကိုင်းဒေသတွေမှာအင်တာနက်အသုံးပြုခွင့်ပြင်းပြင်းထန်ထန်ကန့်သတ်ထားကြောင်းဒီကသက်မှုတွေကြောင့်မြေပြင်သတင်းအချက်အလက်တွေအချိန်နဲ့တပြေးညီယုံကြည်စိတ်ချတဲ့အစီရင်ခံစာရရှိဖို့ အဟံထားဖြစ်စေရလို့ဆိုကြောင်းမြန်မာဝတ်နက်အနေနဲ့အခြေအနေတွေကိုဆက်လက်ဆောင်ကြည့်နေကြထုတ်ပြန်ကြမှာပါရှိပါရင်ရှင်